အာမတ်ကိုဒီလိုထားပြန်ပြီလားဆိုတဲ့မေကွန်ကျွန်တော်လည်းချက်ချင်းကောင်းတဲ့အုံးစုံဝင်လာရောနော်ဒါပေမဲ့ကစားပုံကိုကြည့်လိုက်တော့ပထမဆုံးက United ကနိုင်ခဲ့တယ်အဲ့ဒီဂိုးတွေပြန်ပေးလိုက်ရတာကအရင် formal ပုံစံပြန်သွားလိုက်တဲ့အချိန်ကြာမှာ Euro ရယ် Ugardi ရယ်မောင်ရယ်ဝင်လာတဲ့အချိန် Sasco ဝင်လာတဲ့အချိန်အဲ့ဒီအချိန်ကြာမှာကျွန်တော်တို့ခြေပါဂိုးတွေရောအနိုင်ဂိုးတွေရောဥဆောင်ဂိုးတွေပေါ့နော်ပြန်ပေးလိုက်ရတယ်မိနစ်နောက်ပိုင်းနေမိနစ်နောက်ပိုင်းမှာဥဆောင်ဂိုးတွေပြန်ပေးလိုက်ရတယ်ဟာအဲ့တော့ပထမ အလုပ်ဖြစ်တယ်ပြဿနာက United မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်အမြင်ကြတော့ဒီကွန်းလယ်မှာကာစီမီရိုကျသွားတဲ့အချိန်ဘရူနိုကျသွားတဲ့အချိန်လုံးဝလူစားလဲထိုးဖို့လူမရှိတာ ကျွန်တော်တို့ The Sports Corner ကိုကြည့်ပြီးနေကြတဲ့ညီကောင်မောင်များအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမကောရောပြုနှုတ်ခွန်းဆက်သားလိုက်ရပါတယ်။ကျွန်တော်တို့ review season ဖြစ်ပါတယ်။ Tottenham Hotspur နဲ့ Manchester United အသင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်ကိုကျွန်တော်နဲ့ကိုချင်းညီတို့ကအတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုချင်းညီမင်္ဂလာပါ။မင်္ဂလာပါကိုနနေ။အဲ့တော့ပွဲကြီးပွဲကောင်းတစ်ပွဲတော့ကျွန်တော်တို့ကြည့်ခဲ့ရတယ်ပေါ့နော်။ United အသင်းလည်းအပြောင်းအလဲလုပ်ခဲ့တယ်။ Spurs ကလည်းဘာပဲပြောပြောသူတို့အိမ်ကွန်းမှာမကောင်းတဲ့အနေအထားကိုဒီနေ့မှတော့ ပုံစံကောင်းတစ်ခုကိုရသွားတယ်ပေါ့နော်အဲ့တော့ United ဘက်ကစပြီးတော့ကိုချင်းကြီးအမြင်လေးစပြောပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ဒီပွဲမှာတော့အမိုရင်းကိုနည်းနည်းလေးဒီပွဲပြီးမှအားလုံးမေးလာကြတယ်ပထမဆုံးမေးခွန်းအနေနဲ့စရမှာပေါ့နော်ဟုတ်ကဲ့ဘာလို့အဲ့လောက်ထိအပြောင်းလဲတွေလုပ်ဖို့သဘောကျနေကြရလဲပေါ့နော်အဲ့တော့နှစ်ပွဲဆက်ဗျာပြီးခဲ့တဲ့ပွဲတွေမှာဒီတုံးခဲ့တဲ့လူစင်းကိုနော်ပထမဆုံးကြီးသူ့ရဲ့နီးပြားဘွားမှာ38ပွဲပရီးမီးယားလိဂ်ကင်ထားတာမှာနှစ်ပွဲဆက်ကို ဒီတူညီတဲ့အခင်းချင်းကိုပြီးခဲ့တဲ့နှစ်ပွဲဆက်သုံးသွားတယ်။အမှန်တမ်းပြောရင်လက်တက်ကအများကြီးအပြောင်းလဲလုပ်ဖို့လိုနေတာမျိုးမဟုတ်ဘူး။ဒါပေမဲ့ဒီပွဲမှာတော့သူနည်းနည်းလေးကြောက်စိတ်ကလေးရှိခဲ့လားပေါ့နော်။ပြောချင်တာအာမတ်ကို right wing back နေရာမှာတောက်လျှောက်သုံးနေတာအစင်လဲပြေနေတယ်။အာမတ်နဲ့အမ်ဘူမိုရဲ့ဒီ link up play တွေ combination တွေကအဲ့ဒီညာချင်း attacking threat တွေကပြိုင်ပတ်တိုင်းအတွက်တော်တော်လေးကိုဒုက္ခပေးနိုင်တယ်အိမ်မဆိုးတွေကိုဖန်တီးနိုင်တဲ့အခြေအနေမျိုးကိုဒီပွဲမှာတော့သူကိုယ်တိုင်ပဲအဲ့ဒါကိုအပြောင်းလဲလုပ်ပြီးတော့ အဲ့ဒီမိနေတဲ့ combination အတွေ့ကိုဖြတ်သွားတာတော့နည်းနည်းလေးဒီမှာမချစ်မရဖြစ်เสียရလေးပေါ့လေဘာဖြစ်လာမလဲလို့စောင့်ကြည့်တဲ့အချိန်မှာလေတကယ်တမ်းပြောရင်တော့အရန်ကြီးဟိုရှေ့ပွဲတွေလောက်အားရလောက်เสียပုံစံမျိုးမပြအဓိကတော့သူခံစစ်ကိုစိတ်ရိုင်းနေဆိုတာရှင်းပါတယ်ဒီမက်ဇရာဝီကို right wing back နေရာမှာပြန်သုံးသွားတယ်ဘယ်တော့မှမသုံးမနဲ့ဒေါ်ကူကိုပြန်သုံးတယ် ဒီယူရိုရဲ့နေရာမှာမဂွာယာကိုပြန်သုံးပြီးတော့အပြောင်းလဲသုံးနေရာတော့လှုပ်သွားတယ်ဆက်စကိုကိုဒီနေ့အထောင်တိုက်ဆက်မှာမသုံးဘူးဆက်စကိုမသုံးလာတော့ရှေ့မှာလေဘောင်းနဲ့ပွဲမှာလဲကျွန်တော်တို့မြင်ခဲ့ပြီးပြီဒီဒီနေ့မှာလဲဟိုဗန်ဒိုက်နဲ့ကိုနာတီကြောင့် ADA ဘိုင်းနေမှာတည်တည်တာအသာသီးရဖို့မသေးကြတဲ့ပွဲမှာဆက်စကိုသူရဲဆုံပြီးမသုံးဘူးဒီပွဲမှာလဲဗန်ဒီဗန်တို့ရိုမေရိုတို့ကိုဆက်စကိုအနေနဲ့ area ဘိုင်းမှာအများကြီးအသာသီးမယူနိုင်မှာဆိုးလို့လာမသိဘူးဆက်စကိုဒီအမြင့်ဘောတွေနဲ့မတာနိုင်တဲ့ပွဲမျိုးတွေမှာသူမသုံးဘူးဒါကသူ့ရဲ့ ဒီဟာတော့ဘာမှငင်းစရာမရှိဘူးဗျ။โอเคတယ်အဆင်ပြေတယ်။ဒါပေမဲ့ sense ကိုမသုံးတဲ့အချိန်မှာလည်း ammo ကွန်ညာနဲ့ miss amount ရှိတယ်။အာမတ်ကိုသူ့နေရာမှာသူပြန်သုံးလိုက်မယ်ဆိုရင်အဆင်ပြေနိုင်ရဲ့သားနဲ့ဒီလိုမျိုးဒီ combination တွေကိုအပြောင်းလဲလုပ်လိုက်တာကတော့လက်ရှိ form မိနေတဲ့ rhythm မိနေတဲ့အသင်းရဲ့ သွားနေအချိန်လေးကိုနည်းနည်းလေးတော့တန်သွားစေလို့ခံစားမိတယ်ပေါ့နော်။ဒါကျွန်တော်ရဲ့ပုံလေးကခံစားချက်ပါ။အဲ့တော့ဒီဟာလေးတစ်ခုတော့နည်းနည်းလေးအမိုးရဲဒီအပြောင်းလဲပေါ်မှာတိတ်ပြီးတော့ဘွင်တော့မကြလာအောင်။ဒါပေမဲ့ကစားသွားတဲ့ခြေစွမ်းကြီးကတော့ United မှာအရင်ကြီးဆူဆူဝါးကြီးကျွန်တော်ထောက်ပြလောက်စရာမရှိဘူး။ဟုတ်တယ်မှန်တယ်။နှစ်ပွဲဆက်နိုင်ပွဲပြင်ရသွားတယ်။ဒါပေမဲ့ကျွန်တော်တစ်ဖက်မှာမမေ့ထားမှာအခုဆိုရင်ငါးပွဲဆက်မရှုံးဘူး။ကျွန်တော်နှစ်ပတ်ဆက်တိုင်းအခုလိုမျိုးရှုံးတာနေပြီးတော့ပြန်လာနိုင်ခဲ့တယ်။ Forest ကိုလည်းဥဆောင်နေပြန်ပြန်ပြီး ိုးတွေပြန်ပေးရတယ်နောက်ကနေပြန်လိုက်ပြီးတော့အမိုရင်ကိုရယ်နဲ့ပွဲပြီး foreign နဲ့ပွဲပြီးမှပြောထားတယ်အရင်သူတို့အတိတ်ကအခြေအနေတော့ဆိုအဲ့လိုပွဲမျိုးကလုံးဝပြန်မလာနိုင်တော့ဟုတ်ကဲ့ဒါနှလုံးစက်တိုက်ပေးလိုက်ရပြီးအခြေအနေမှာစိတ်ပြန်ဆန်ရေးကတန်မာလာတယ်ပူပြီးမာကျော်လာတယ်ဒီပွဲမှာလည်း1-0နဲ့ဥဆောင်တစ်ချိန်လုံးဥဆောင်နေရမိနစ်80မှာခြေပါကူးပေးရပြီးတော့ဒါမိနစ်90မှာအနိုင်ကူးပေးလိုက်ရတယ် သေးရတဲ့အရင်ခြေနေဆိုရင်အပေါ်ဒီစကားအတိုင်းပဲပြောရမှာပဲဟုတ်ကဲ့ဒါ United ရုံးကန်နေရတဲ့အစောပိုင်းကာလာတွေမှာဆိုရင်ဒီဘွဲ့ကပြီးသွားတယ်ဒီ2-1နဲ့ရှုံးဆိုရင်ရှုံးသွားနောက်ထပ်ဂိုးသာပေးရင်ပေးရမယ် United ပြန်လာနိုင်မှာမလို့ဒါပေမဲ့ဒီချိန်မှာတန်မာလာတဲ့ United က last minute ဒီ60မိနစ်မှာပေးရတဲ့ဂိုးကို66မိနစ်5မိနစ်ကြာမှာပြန်ခြေပနိုင်တယ်ဆိုတော့အရှုံးနဲ့အမျက်ကတော့ United ရဲ့အရင် အတိတ်ကရှိခဲ့တဲ့အရှုံးမပေးတဲ့ fighting spirit DNA လေးတချို့တော့ဒီနှစ်ပွဲဆက်ပြန်ပြင်လာတယ်ဒါလေးတွေကတိုးတက်မှုလေးလို့မြင်ရတယ်ခိုင်စကြောင်းကတော့နှစ်ပွဲဆက်နှစ်ကိုးစီပေးလိုက်ရတဲ့အတွက်ကြောင့်ရှေ့လာမဲ့ပွဲတွေမှာတော့ခံစက်မှာနည်းနည်းလေးဒီထက်ပိုပြီးအလုပ်လုပ်ဖို့လိုမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ကျွန်တော်အမြင်ကတော့နည်းနည်းလေးကွဲတယ်ပေါ့နော်ဟုတ်ကွဲတယ်ဆိုတော့ကျွန်တော်ကသူ့ရဲ့အပြောင်းလဲကိုပွဲဆက် line up ကြည့်လိုက်တယ်ပထမနည်းနည်းကစားတာကြည့်ရတယ်ကျွန်တော်မကြိုက်ဘူးအာမတ်ကိုဒီလိုထားပြန်ပြီလားဆိုတဲ့မေကွန်ကျွန်တော်လည်းချက်ချင်းကောင်းတဲ့အုံစုံဝင်လာတယ်ပေါ့နော်ဟုတ်ဒါပေမဲ့ကစားပုံကိုကြည့်လိုက်တော့ပထမပိုင်းမှာ United ကနိုင်ခဲ့တယ် အဲ့ဒီဂိုးတွေပြန်ပေးလိုက်ရတာကအရင် formal ပုံစံပြန်သွားလိုက်တဲ့အချိန်ကြာမှယူရိုရဲ့ဥဂါဒီရဲ့မောင်ရဲ့ဝင်လာတဲ့အချိန်ဆက်စကိုဝင်လာတဲ့အချိန်အဲ့ဒီအချိန်ကြာမှကျွန်တော်တို့ခြေပါဂိုးတွေရောအနိုင်ဂိုးတွေရောဥဆောင်ဂိုးတွေပေါ့နော်ပြန်ပေးလိုက်ရတယ်မိနစ်နောက်ပိုင်းနေမိနစ်နောက်ပိုင်းမှာဥဆောင်ဂိုးတွေပြန်ပေးလိုက်ရတယ်ဟာအဲ့တော့ပထမအလုပ်ဖြစ်တယ်ပြဿနာက United မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်အမြင်ကြတော့ ဒီကွန်းလယ်မှာကာစီမီယိုကျသွားတဲ့အချိန်ဘရူနိုကျသွားတဲ့အချိန်ဒေယာပေါ့လုံးဝလူစားလဲထိုးဖို့လူမရှိတာကျွန်တော်တို့3ဘက်ကစားမယ်ဆိုအဲ့ဒီ double pivot ခေါ်မှာပေါ့အလေကွန်းလယ်အတွက်အရန်အရေးကြီးတယ်တကယ်ခိုးဝိုင်းလို့ပြောလို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ဥမာတခြားသင်းတွေကိုကျွန်တော်နှိုင်းရှင်တာမဟုတ်ဗျာနီးဆက်ဆက်ပြရမယ်ဆိုရင်ဒါ premier league ဆို chelsea မှာ gain စလို့ရှိတယ်ပြီးကိုယ်တော်ကတိုင်းပြီးအဲ့ဒါပြောတော့မယ်အေးဟိုကျွန်တော်တို့ရတာချိန်ထိုးစီရလဲဘောင်းတွေမှာချက်ချင်းချက်ချင်းမြင်မြင်လာပေါ့နော်ဥမာ အာဆနယ်မှာဆိုရင်ဒက်ကရိုက်ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့လီဗာပူးမှာဆိုရင်ဂရာဗာဘက်ရှိတယ်ကျွန်တော်ရုပ်ဆွာဆုံးမန်စီးတီးမှာဆိုရင်တော့မှအခုအာရူဒီမရှိရင်ဂိုကွန်ဇာလက်ရှိဂိုကွန်ဇာလက်ရှိသေးတယ်အဲ့လိုမျိုးတောက်တောင်တင်းတင်းပြပြောချင်တာကအဲ့လိုမျိုးအဖြစ်နေရာမှာတကယ့်ဟိုဥကတိတော်တော်လေးအဆင်မပြေတာလဲပါတယ်ဂိုးတွေပေးလိုက်ရတာအဲ့တော့ကျွန်တော်လောကထောက်ခံတယ်တော်တော်ပြာယူနိုက်တက်ကဟိုဒါပဲပြောပြပရီးဂိတ်ရာရဲ့ဆိုင်အပေါင်းလက္ခဏာကြီးဆောင်းလာပါတယ်ဒါကတော့ကျွန်တော်တို့ချက်ချင်းတော့ လူဆက်တယောက်လုံးဝယ်လို့မှမရတာလေနော်အဲ့တော့အဲ့ဒါတချို့ဟာလေးတော့ပြောင်းလဲမှုလို့တယ်ဒီနေ့ပွဲစဉ်မှာအဲ့တော့စပါးကရောကိုချင်းကြီးအမြင်မှာဒီနေ့ပွဲစဉ်မှာ စိတ်တိုင်းကြလားစပါးရဲ့ခြေစွမ်းဆိုတာဒါမျိုးလို့ကျွန်တော်တို့ပြောလို့ရလားအဲစပါးကဟိုဖမ်းရခတ်တဲ့တင်းနဲ့မပါဘူးသူတို့အရန်လမိုင်းကတ်သွားတဲ့နေ့ဆိုလဲမန်စတီးကိုနိုင်သွားတဲ့ပွဲမျိုးကိုကြည်လေခွန်းနာအဲ့လိုမျိုးအရန်ကောင်းတဲ့ပွဲမျိုးတွေချန်ပီယံလိဂျာရဲ့ထဲမှာတယောက်ထွက်တဲ့နှစ်ကိုးပြန်ထက်လိုက်သွင်းပြီးတော့၄ကိုးပြန်နဲ့ဒါကိုပေးကင်းတီးခဲ့တဲ့ပွဲတွေစပါးကသူအဲ့ဒီအစည်းကတ်သွားတဲ့နေ့မျိုးတွေမှာဆိုတော်တော်ကောင်းတယ် သူတအားကိုအဲ့လိုလုတ်ပြနိုင်တယ်ဒါပေမဲ့တချို့ပွဲတွေမှာကျတော့ပုံမှန်လေးပဲတချို့ပွဲတွေမှာပုံမှန်တဲ့ညော့နေဒီပွဲမှာတော့မဆိုးပါဘူးအဓိကဒီမှာကိုရနာပြောသွားတဲ့ key point ကကျွန်တော်ကိုရနာပြောခြင်းနဲ့ဆိုလို့ရင်ကျွန်တော်တော့ရောက်တယ်ဒီကဒုတိယပိုင်းဒီအပြောင်းလဲတွေကဒီပွဲရဲ့အဓိက gain ချင်းချင်း movement တွေပဲဟုတ်ကဲ့ဒီကကျွန်တော်လဲဘာမှငင်းနေရမရှိဘူးမှန်တယ်ပွဲအစမှာအမိုရင်းရဲ့ ဒီ first line ကိုအပြောင်းလဲ၃နှစ်ရတော့လောက်တာကိုကျွန်တော်တို့သဘောမကျဘူး။ဒါပေမဲ့ရလပိုင်းအဖြစ်ကိုရနာပြောသလိုပဲ impact အဲ့ဒါမကြီးခဲ့ဘူး။အသေးကဂိုးလိုချင်တဲ့ဂိုးလေးရ။အရန်ကြီးရှေ့ပွဲလောက်ထပ်ထပ်မမြတ်ပုံစံမျိုးမဲ့ဖြုတ်ခဲ့ဘူးဆိုရင်တော့သူလိုချင်တဲ့ပုံစံနဲ့ပဲဂိုးလေးရတယ်။ဂိုးလေးမပေးအောင်ထိန်းထားနိုင်တယ်။ဒါပေမဲ့ဒုတိယပိုင်းအပြောင်းလဲလောက်တဲ့ Maslow ကိုထုတ်တယ် Sesco ကိုထည့်တယ်သူအရင် foot shape တိုင်းပြန်သွားတယ်။ Euro ဝင်လာ Maguire နာသွားတယ် Euro ဝင်လာအဲ့နောက်ပိုင်းမှာမှဂိုးတွေပေးရဆိုကျွန်တော်ကဒီမှာ United အပြောင်းလဲတွေထဲမှာအဆင်မပြေခဲ့တာ Euro တို့ ီမေဆမောင်းတို့ဝင်လာတဲ့ဆက်စကိုတို့ကပြဿနာလို့ကျွန်တော်မထင်ဘူး။ဟုတ်ကဲ့။မှန်တယ်။ဥဂါဒေးတခုတော့ကျွန်တော်ချွင်းကြက်အနေနဲ့လက်ခံတယ်။ကာစီမီရိုထွက်သွားတဲ့အချိန်မှာဥဂါဒေးဝင်လာတဲ့အချိန်မှာတော့ဒီကွင်းလယ်ကလှုပ်အားနှုံးတွေပြိုင်မဲ့တိုက်စစ်လမ်းကြောင်းဟန်တားမှုတွေကအများကြီးကွာသွားတာ။ဒါတော့ကျွန်တော်ဘာမှငြင်းစရာမရှိဒီကွင်းကြီးရဲ့ညီကိုအားလုံးအကုန်လုံးလေးလာလက်ခံလိုက်။ဟုတ်ကဲ့။ဥဂါဒေးက quality ရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့လက်ရှိအချိန်မှာ gain time တွေနေပြီးတော့ယုံကြည်မှုအောက်ပြီးတော့ United ကလေပဲမအောင်မရှိတော့ပြောကျင်တာဒီနေရာပြဿနာကြီးဖြစ်နေတာခုခုနကပြောသလိုပဲအဲ့ဒါကိုဖြေရှင်းရမယ်တစ်ဖက်မှာကျွန်တော်သွားမြင်တာက ်ဒိုက်တဲ့အမိုးရင်လူစားလဲတာမှားတယ်ဆိုတာတစ်ဖက်မှာတောမန်ဖရန့်နဲ့စပါရဲ့လူစားလဲမှုတွေကတတော်ကိုထိရောက်ပြီးအလုပ်ဖြစ်သွားခဲ့တာဆိုလို့ကျတော့စပါကိုကအလုပ်ဖြစ်သွားဒုတိယပိုင်းမှာပထမပိုင်းမှာပွဲထွက်လာတဲ့ဒီမူဝါနီတို့ဇာဗီဆိုင်မွန်တို့တိတ်အလုပ်မဖြစ်တဲ့ဟာကိုဒုတိယပိုင်းမှာအဲ့ဒါကိုအပြောင်းလဲလုပ်နိုင်မှန်မှန်ကန်တဲ့အပြောင်းလဲနေပွဲကိုပြန်လာနိုင်ခဲ့တယ်အိုဒိုဘက်ကိုထည့်လိုက်တယ်ဒီရစ်ချာလီဆန်တိုက်စစ်ကိုပြန်ပို့လိုက်ပြီးတော့ဒီအိုဒိုဘက်ရဲ့ဂျွန်ဆန်ရဲ့ပြန်ပြီးတောမန်နှစ်ဖက်ကနေအလုပ်တွေပြန်သွားတယ်ပြီးတော့ဥဒိုဂီကိုထည့်တယ် ဇာဗီဆိုင်မွန်ထုတ်ပြီးတော့မာဒီယက်တဲကိုထည့်တယ်အဲ့ဒီလူစားပြောင်းလဲမှုတွေဥဒိုဂီနဲ့မာဒီယက်တဲတွဲလုံးကနေပဲ84မိနစ်မှာပွဲရဲ့လုံးဝအလှည့်ပြောင်း big turning point ဒီခြေပါကိုယူသွားနိုင်ခဲ့ဆိုတော့ဒီပွဲမှာတော့ Tomman Frank နဲ့ Spa ရဲ့လူစားပြောင်းလဲမှုတွေတတော်ကိုတာသွားခဲ့တယ်သူတို့တကယ်ကိုဒီလူစားလဲမှု impact တွေအရန်ကိုအားကောင်းခဲ့လို့လဲ United ဒီလိုမျိုးပွဲချိန်နှောင့်ပိုင်းတွေမှာဒီအနိုင်ကိုတောက်ခံပြီးဒီ1-0ဆိုတဲ့နည်းလုံး margin ကိုထိမ့်ဖို့ပဲကြိုးစားနေရတဲ့ United ရဲ့နောက်ထပ်ပြဿနာတစ်ခုပေါ့လေအဲ့တော့ဒါသင်ခန်းစာပေါ့အမွေနဲ့ United အတွက် ပွဲတစ်ပွဲမှာပွဲကိုဖျက်ဖို့ဒီထက်ပိုပြီးကြိုးစားနိုင်ဖို့အခွင့်အရေးဖန်တီးနိုင်ခဲ့တဲ့နဲ့ဟို1-0ဆိုတဲ့မာဂျင်ကတကယ်ပြောပရီးမီးယားလိမှာမလုံလောက်ဘူးဗျ။အဲ့ဒီမာဂျင်ကိုထိမ့်ဖို့ကြိုးစားတဲ့အသင်းတိုင်းမနေ့ကဆိုရင်တခြားပွဲတွေမှာပဲကြည့်အာဆင်နယ်တို့ပဲကြည့်ဒါအရန်ကောင်းမှာဘလောက်ပဲကောင်းတဲ့အသင်းဖြစ်ဖြစ်ခံစစ်ကောင်းတဲ့အသင်းပဲဖြစ်ဖြစ်ဒါကိုရီပေးလိုက်ရတယ်ပဲအဲ့လိုအရန်အန်နေများတယ်ဗျပြောချင်တာအရန် risk များတယ်ဒီမှာလဲ United အဲ့ပြဿနာကြုံတာပဲအဲ့10ထိန်းထိန်းထိန်း80ကျော်မှာပြိုင်မက်ကတောက်လျှောက် အိုဘန်ကြီးဖွင့်တိုက်လာတဲ့အချိန်မှာကျွန်တော်တောက်မခံနိုင်တော့ဘဲနဲ့ဘယ်တော်မန်းနေချိုးပေးတာနေပြီးတော့မာတီးယက်တဲတော်ကောင်းပါတယ်ဒီတွင်းသွားတဲ့ဂိုးတွေရဲ့အဆင့်တန်းကိုပြောမယ်ဆိုရင်ယူနိုက်တက်တွင်းသွားတဲ့ဂိုးမှာဒီညာချက်မှာကော်ညာအာမတ်တို့ရဲ့တွဲလုံးကနေအာမတ်မှပေးတယ်အမ်ဘူမိုကောင်းတိုက်သွားတယ်အာမတ်နဲ့အမ်ဘူမိုဒူကနေပြီးတော့ကိုသွင်းသွားတယ်စပါခန်စစ်ကလူကက်ကစားပုံနေနည်းနည်းလေးဒါအားနည်းမှုပြဿနာလေးတွေမြင်ရတယ်ဗောလေဘာမှသိပြီးတော့အရင်ကြီးတော့ကြီးမှပြောတယ်မရှိဘူးစပါရောက်သွားတဲ့ခြေပါဂိုးမှာတော့တော်တော်ကောင်းတယ်ဥတိုကီရဲ့ cross ball ကတာမန်လောက်ပဲဆိုရင်မဲ့ဒီဘောလုံးကိုထိန်းသွားတဲ့မာတီးယက်စ်တဲ့ first debt တော်တော်လေးငြိမ်နေပြီးတော့ဒီ list ကိုလှည့်စားပြီးတော့ထွက်သွားတာဘယ်ဟိုဘက်ထွက်မလို့လို့ဒီဘက်ထွက်မလို့ရိမ်းပြီးတော့ तू ထွက်မဲ့ဘက်ကိုခံမှန်းလို့မရအောင်ဒီ list ကိုနည်းနည်းလေးအာယုံထွေပြားသွားအောင်လှုပ်သွားနိုင်တယ်ပေါ့နော်ဒီ list ကလည်းတော်တော်လေးလက်ရှိမှာယုံကြည်မှုအားကောင်းနေကြစားမှာရအောင်ဒီ list ကိုလှည့်ထွက်ပြီးတော့လုံးဝလည်းနည်းနည်းလေးသာသူသာတွေ့ဝေပြီးတော့ sign နေခဲ့မယ်ဆိုရင်လည်းကံမှုမရအောင် block ပြန်လှုပ်သွားမှာဒါပေမဲ့တလုံးဝမ sign ဘူးချက်ချင်းရလဲလှည့်ထွက်တယ်ထွက်ပြီးရတယ်ချက်ချင်းတန်းကန်ပြီးတော့တော်တော်လေးကို clinical လည်းဖြစ်တယ်အဲ့ဒီခြေပါကိုယ်ကပဲပွဲရလုံးဝအလှဲပြောင်းဖြစ်သွားတယ် စပါးရသွားတဲ့အနိုင်ကိုမှာတော့ကန်တရားလဲပါတယ်ဗျ။အိုတိုဘက်ကန်လိုက်တဲ့ကန်ချက်ကဂိုးတဲကိုတော့သွားတယ်။ Originalization နဲ့ထိပြီးတော့ deflection ဖြစ်ပြီးတော့လမ်းကြောင်းပြောင်းသွားတာမှာဂိုးဘူကပို့ပြီးတော့ခွေးပို့ကောင်းသွားတယ်ဆိုတော့ဒီဂိုးမှာတော့ဒါခံစစ်ကဂိုးသမားကဘာမှမတက်နိုင်ဘူး။ဒါမျိုးဂိုးတွေကဟို Premier League မှာမြင်ရတတ်ပါတယ်။ဒါလုံးဝကန်ထီထိုးသလိုပဲဗျ။ကန်ချလိုက်တာပဲ။ဂိုးတဲကိုရောက်ချင်ရရောက်ဆိုကန်ချလိုက်တာပဲ။တန်းရောက်သွားတခါလေးကြောက်လဲအဲ့ထီပေါက်သွားတယ်ပေါ့နော်။အဲ့လိုခြေနေမျိုးလဲမြင်ရဲဆိုတော့ မှန်တယ်မြောအဲ့မှာ United ဟာသွားပြီးရှုံးပြီးထင်တယ်လို့လေးပွဲစဲမရှုံးနဲ့ဟာသွားပြီးထင်တယ်ထင်လိုက်တာဒါပေမဲ့ပြန်လာနိုင်ခဲ့တယ်နောက်ဆုံးဒါတူတူကိုပြန်ပြီးတော့ရအောင်လှုပ်သွားနိုင်ခဲ့ဆိုတော့ဘာဖြစ်အဆိုးရရအကောင်းပါပဲအဆိုးရရအကောင်းနေရောရောထွေးခဲ့တဲ့ပွဲလိုပဲကျွန်တော်ရေဘူးကပြောမှထင်ပါတယ်โอเคပထမဂိုးကတော့ဒါ Matthias Tell ကန်နဲ့အလောက် first test အရန်ကောင်းတယ်ဗော first touch သူဘောလုံးထင်းလိုက်တဲ့အချိန်ကလှည့်ပြီးသားဟာအဲ့မှာအကန်ချက်ကအရန်ကောင်းတယ်ဒုတိယဂိုးမှာတော့ကျွန်တော်ဥတုကြီးထင်းနဲ့ကြံခဲ့တာအဲ့ဒါကတကယ်တော့ defensive line မှာဒါလူကျုံမဖြစ်ရမယ်ဟာအဲ့မှာ ဦးကျော်ကျော်နဲ့တယောက်တည်းကြံခဲ့ပြီးတော့အဲ့ဒီခေါင်းတိုက်ချက်ကဟိုဘာဖြစ်သွားဂိုးသွားတယ်ပေါ့နော် deflation ဖြစ်ပြီးတော့ထားလိုက်ပါတော့ဘာဖြစ်ဖြစ်အာ delay လောက်တော့ကျွန်တော်ဒီရာသီမှာ unit ခံစစ်မှာအတည်ငြိမ်ဆုံးနဲ့အကောင်းဆုံးလို့တော့ကျွန်တော်ပြောနိုင်တယ်ပေါ့နော်အဲ့တော့ delay ကပဲပြန်ပြီးတော့သူ့ရဲ့ဒါ deflation သူလည်းအဲ့ဒါလည်း deflation ပဲနှစ်ဂိုးလုံးအဲ့လိုပဲလမ်းကြောင်းပြောင်းပြီးဝင်သွားတယ်ဒီမှာလေးကျွန်တော်တခုပြောဖို့နည်းနည်းလေးကြံသွားတဲ့ဟာက spa ပေးလိုက်ရတဲ့ဒုတိယမြောက်ဂိုးမှာ united ဒီ corner ကနေရသွားတဲ့ဂိုးမှာပထမဂိုးမှာလည်းကျွန်တော်ထိမှလည်းပြောခဲ့ပါတယ် ီအာမဲ့ cross ball ကိုအမ်ဘူမိုကအရန်မောင်းရညင့်တဲ့ကစားမမဟုတ်ခေါင်းတိုက်ဂိုးတွေကောင်းတဲ့ကစားမမဟုတ်စပါခန်စစ်လူကက်ကစားပုံအားနေတာနေအမ်ဘူမိုလွတ်လွတ်ကျွတ်ကျွတ်စတာရာလေးခေါင်းတိုက်သွားတာဒုတိယဂိုးမှာလေဒီကော်နာကနေကန်နေပေးလိုက်တဲ့အချိန်မှာဒီလစ်ကိုလူကက်ထားတာက Brandon Johnson ဆိုတာကြီးကဘလို့မှအဆင်မပြေဘူးဒီလစ်ရဲ့အရန်မောင်းသူ့ရဲ့ body balance သူ့ရဲ့ကြံ့ခိုင်မှုနဲ့ Brandon Johnson ရဲ့အကောင်ညက်ညက်ကလေးလူကောင်သေးသေးလေးနဲ့ဒီလစ်ရဲ့ဒီ power ကြီးကိုဘလို့ရှင်းပါလဲ အဲ့တော့ spa ရဲ့ဒီတေကန်ဘောတွေထောင်ကန်ဘောတွေအမြင်ဘောတွေ cross ဘောတွေမှာသူတို့ရဲ့လူကက်ကစားပုံတွေနေရာယူပုံတွေအဲ့ဒါတွေကလည်းတော်တော်လေးအားနည်းသေးတယ်လိုအပ်နေသေးတယ်လို့ထင်တယ် spa အနေနဲ့ tomer friend အနေနဲ့ဒီဘိုင်းမှာတော့လှစ်လူရှုထားလို့မရဘူးအခု premier league ကဒီနှစ်သွာလာတဲ့ trend ကဒီလို open play တခုတည်းမဟုတ်တော့ဘူးတောင်းကန်ဘောတွေ set speed တွေအမြင်ဘောတွေကနေပြီးတော့ဂိုးတွေပို့ပြီးယူလာတယ်ဆိုတော့ဒါတွေကို defend လုပ်တဲ့ကာဝယ်ပုံတွေမှာစနစ်ကျဖို့လိုတယ် တကယ်ကို well organized ဖြစ်ဖို့လိုတယ်ပေါ့နော်စပါးတွေနဲ့အဲ့ဘိုင်းလေးမှာဒီနေ့အားနေခဲ့လို့သူတို့အနိုင်သုံးမှတ်ကိုလက်မတင်လေးဆုံးရှုံးခဲ့ရတယ်လို့ကျွန်တော်အဲ့ဒါလေးလည်းဖြည့်ပြောချင်ပါတယ်ဟုတ်ကဲ့အဓိကတော့ဒီအမ်ဘူမွန်နဲ့အာမန်နဲ့အတွဲရတော့ကျွန်တော်တို့က base level မဟုတ်တော့မှတာမန်ထက်တော့ကောင်းတယ်တောင်းတော့နားလည်မှုရှိအောင်နော်ဘယ်လိုဘယ်လိုယူမလဲဆိုတော့သူတို့ပြင် armor ပေါ့ armor ကိုကျွန်တော်တော်တော်လေးသဘောကျတယ်အဲ့ဒါကျွန်တော်လည်းကောင်းပါတယ် ambu ကိုဘာလုပ်မလဲ first touch တွေပေးရမလားမြင်ပေါ်ပေးရမလား ambu မို့တော့ तू အမြဲတမ်း ready ဖြစ်နေတာပဲသိလားနော်ဒီနှစ်ယောက်အတွဲကဒါ first season နော်ဒီရာဒီမှာတွဲကစားတာနော်ဟုတ်တယ်အဲ့ဒါကြောင့်တော်တော်ပြောဥမာကျွန်တော်တို့ဖေချန်ကွန်ညာနဲ့နောက်တစ်ယောက်သာဒီလိုမျိုး try မိသွားရသွားမယ်ဆိုရင် united ကကျွန်တော်ရဲ့ classic ပေါ့နော်တောင်းပန်နေအရန်ကောင်းခဲ့တဲ့ပုံစံအဲ့ဒါကြီးကအရန် လှပါပေါ့နော်ဒါပေါ့ဒါပေါ့အဲ့ဒါဆိုပြိုင်ဘက်တူတယ်ပိုပြီးထိမ့်ရတာဟိုဘေကိုထိမ့်ရမလားညာကိုထိမ့်ရမလားဆိုဝါရီတွေအများများသွားနိုင်ဟုတ်တယ်အဲ့တော့ United နဲ့ဒီ Spurs နဲ့ပွဲရလကအမျှတမှုရှိရလို့ထင်တာနောက်ဆုံးဒါကျွန်တော် United ရဲ့ရှေ့လာမဲ့ပွဲတွေဒါ Spurs ပွဲတွေလက်ရှိမှာတော့တို့တို့အမှတ်ကကျွန်တော်တို့တူတူလောက်ဖြစ်နေရပေါ့နော်ဒီနဲ့တင်းရတော့ကျွန်တော်တို့ဒီတော်တော်လေးကိုဒါပွဲကြီးပွဲကောင်းတွေတော့ကြည့်ရအောင်ပါအဲ့တော့ဘယ်လောက်ထိညှောလင့်ထားလဲနောက်ပွဲတွေပေါ့ဟုတ်ကဲ့ပါအဲ့တော့ ရလကတော့ဖဲဖြစ်ပါတယ်ဒါတခုတော့ရှိတာပေါ့လေ United အတွက်ပြောရရင် တော့ဒီ Spar နဲ့နောက်ပိုင်းတွေ့တိုင်းမနိုင်တဲ့ပြဿနာအဲ့ phobia ပေါ့ Spar ကိုအခုဆိုရင် Spar ခွင့်မှာမနိုင်တာ၄နှစ်ဆက်ဖြစ်သွားပြီ Spar နဲ့တွေ့တာမှာဒီမနိုင်တာမနှစ်ကဆို၄ကြော်လုံးရှုံးထားတယ်ရှုံးကြွေးလဲသူပြန်မဆက်နိုင်ခဲ့ဘူးအဲ့တော့နောက်ထပ်ရှုံးကြွေးမတင်သွားအောင်ကန်ကောင်းလို့တော့ပြောရမယ်ပုံစံမျိုးဖြစ်သွားတယ်ပြီးတော့ Spar ကအခုဆိုမနိုင်တာပြန်ပွဲဆုံးမှာ၈ပွဲလောက်ဖြစ်သွားပြီဆိုတော့နောက်ပိုင်း Spar နဲ့တွေ့ရင်မနိုင်တာလေးနည်းနည်းတော့များသွားပြီဒုတိယကြော်အင်ကွင်းမှာတော့အဲ့ဒီ ဒီရက်လက်ဆိုးနေတဲ့ဟတ်တူရက်လက်ဆိုးတွေကိုခြေဖြတ်နိုင်မလားကြည့်ရမယ်လက်ရှိမှာတော့အမိုရီနဲ့ United အတွက်ကဒါအဆိုးအဝါကြီးမဟုတ်ပါအဝေးဝင်းတည်တမှတ်ကကဘာပြတ်သွားတာမဟုတ်ဘူးဗျာဆိုလိုချင်တာမနိုင်ခဲ့တာထက်ဆိုင်မရှုံးသွားတာလည်းဘာဖြစ်လက်ခံပေးလို့ရတယ်နောက်လာမယ့်ပွဲမှာ International Break ပြီးရင် Everton နဲ့ပြီးတွေ့ရမယ်ပြီး Palace Watson Wolf ဘုံပေါက်ဆိုတော့အသင်းကြီးတွေတိတ်မရှိဘူးအဲ့ထဲမှာ Palace ကိုနည်းနည်းလေးအဝေးဝင်းတပွဲတော့ခတ်နိုင်တယ်ကျန်တာ Everton တို့ Watson တို့ Wolf တို့ဆိုတာက United အတွက်မနိုင်နိုင်မယ်ဆိုနိုင်လို့ရတဲ့ပြိုင်ဘက်တွေဗျာနိုင်ရင်မှလည်းနိုင်လိမ့်မယ်ဒါပေမဲ့ ထိုင်းဘောကြီးလိုက်အသင်းကြီးမပါဘူးဆိုတော့ United ရဲ့လက်ရှိပွဲစဉ်ဇယားကတော့နောက်လာမယ့်ပွဲတွေမှာ၄၅ပွဲလောက်မှာကြီးလိုက်ရင် Crystal Palace တပွဲပဲပွဲချက်နေရမျိုးတွေ့ရတယ်။ Spurs ကတော့ပွဲချက်ကာလကိုဖြတ်သန်းနေတာမှာပြီးခဲ့ဘက်က Chelsea ကိုရှုံးထားပြီးတော့ဒီပွဲထပ်ရှုံးလိုက်ရင်ဖိအားအရင်များသွားမှာဒီပွဲမှာဒီဘာဖြစ်ဖြစ်မနိုင်ခဲ့တော့မှဒီတေးတမှတ်လောက်ယူနိုင်ခဲ့တာလည်းဘာဖြစ် Thomas Frank နဲ့ Spurs ကိုဖိအားနည်းနည်းလေးတော့ short ချပေးရရောက်တယ်။ဘာလို့ဆိုတော့ international break ပြီးရင်လည်းလန်ဒန်မြို့ကန်ပြိုင်ဘက်ဒီမြောက်လန်ဒန်ပြိုင်ဘက်ကို အာဆန်နယ်အဝေးခွင်မှာတွားကစားအောင်မှာဆိုဒီပွဲတရေတမှတ်ကစပါအတွက်လည်းအာဆန်နယ်နဲ့ပွဲအတွက်ယုံကြည်မှုတွေကို boost လုပ်ပေးလိုက်ဆိုလို့ဖြစ်တယ်ဆိုတော့ဘာဖြစ်နှစ်သင်းစလုံးအတွက်ပြန်ခြုံကြည့်လိုက်ရင်တော့ overall ရခြေနဲ့ဆရာကောင်းတဲ့ခြေသွမ်းတချို့လည်းမြင်ရတယ်ရလက်တချို့လည်းရခဲ့လို့ပဲကျွန်တော်ပြန်ပြောရလိမ့်မယ်ထင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တော်တော်လေးပြည့်စုံနေပြီဆိုတော့ဒါလေးကိုဒီမှာ share ပြီးတော့နောက်ထပ်ပွဲကိုကျွန်တော်ဆက်ဆွဲကြတာပေါ့ဟုတ်ကဲ့ပါ โอเคပါဒါကျွန်တော်တို့ the sports corner ရဲ့ကျွန်တော်တို့ပွဲပြီးသုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ်။ဒါညီကိုမအားလုံးလည်းကြည်နေနိုင်မယ်ထင်ပါတယ်။ဒါမဲ့ပွဲတွေမှာလည်းကျွန်တော်တို့ပွဲပြီးသုံးသက်ချက်တွေဆက်လက်ပြီးတော့တိဆက်ပေးပါဖြစ်လို့စောင့်ကြည့်ပေးကြပါဦးလို့တိုက်တွန်းလိုပါတယ်။ကြည်ပေးခဲ့တဲ့ညီကိုမတို့တယောက်ချင်းတိုင်းအောင်ကျွန်တော်တို့ sports corner အဖွဲ့သားများအားလုံးကကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။